ဟတ်စစ်စစ်တပ်အမြင့်ဖြတ်မာလာကိုတော့သူမွေးတဲ့ဗိုလ်ချုပ်ကြီးဇေယကျော်ထင်းသရီစီသူကျော်စွာလင်းကကြောက်ထဲကန်ချလိုက်ပြီငလျင်အရင်ပြုတ်ပြီးနိုင်ငံတကာရဲ့မျက်နှာသာပေးမှုရှာနေရခြင်းရုရှားသွားပြီးတလွှားလွှားတဖဖလုပ်နေရခြင်းအာဆီယံမှာဟန်ရပန်ရဖြစ်ဖို့ကြိုးစားနေရခြင်းသူ့အနာဂတ်ကာကြုတ်လောင်းကအခေါင်းလက်ဆောင်ပေးလိုက်တဲ့အနေနဲ့ တပင်းအိုရင်းတွဲမှာခလေးတွေစာမျိုးပဲဖြည်နေတော့ဘုံကျဲချပြီးဒစစီဆုတ်ဖြဲတက်ဖြတ်ပြစ်လိုက်ပြီတနေ့အတွင်းခလေးငယ်22ယောက်တည်သွားပြီး65ယောက်တန်ရာရထားတယ်အစအနဖြစ်ပျောက်သွားတဲ့ခလေးတွေလည်းရှိတယ်ဒီတရင်ဟာတမဟုတ်ချင်းတကဘာလုံးပြန့်နှံ့သွားခဲ့တယ်မအလာနဲ့နှုတ်ဆက်တဲ့လက်တွေခလေးငယ်သွေးတွေရဲရဲနေသွားတယ်ချင်နာထက်ယွန်ရှာဆက်ဆုပ်စရာကောင်းကြီးဆိုတာချင်းချင်းကြီးဖြစ်သွားခဲ့တယ်အော့နှလုံးနာစရာကြီး မတတိဇရာကြီးဆိုတာဘယ်ကကြည်ကြည်ရှင်းရှင်းကြီးမြင်ရစေတယ်။ကျော်စွာလင်းဟာစိုးဝင့်ထက်ခြေတံလက်တံရှည်ချောင်းပြရင်းမအလာကိုပါကျိုးစင်ပေါ်အမြန်နှုတ်နဲ့ဆွဲတင်ပေးလိုက်တယ်။မအလာဖို့နိုင်ငံတကာမှာသူတွားလို့ရနေသေးတဲ့ကြောင်လေးပါပိတ်သွားပြီ။ငလျင်ခြေပြုတ်ကတနာစရာရုပ်တွင်ထွန်ထားတဲ့ဆက်ဆံရေးအညွန့်ကလေးလဲထွက်လာလာချင်းအချိုးခံလိုက်ရပါပြီ။ဒီကောင်ကကာကြုတ်ရာဒူးကိုဖြတ်လန်းကယူဖို့လှုပ်ထည့်လိုက်ပြီ။မင်းအောင်လိုင်းလဲလက် ်သူ့ချုပ်စိုးဝင်းကိုလည်း skip လုပ်လိုက်တဲ့ဟာဒီလိုအဆုတ်ပဲ့ဆုံးတက်ပြတ်စိတ်ကိုင်းမှုတွေဟာလေဒမိသားစုတွေကိုပါမလှုပ်နိုင်အောင်ချုပ်လိုက်တာပါပဲဒီလီအောက်စုလူတွေပြန်ဝင်လို့မရလေသူ့သက်ဆိုးခိုင်လေသူ့မျော်မှန်းချက်တာရှည်ခံလေဖြစ်မှာကိုသူ့အနာဂတ်ကာချုပ်ဖို့ကလည်းပြည်သူကိုရရက်ဆက်ဆက်ဘုံကျဲပေးနေတဲ့လေဒရှိမှရမှာကိုစာတင်နေတဲ့ကလင်းငယ်တွေကိုအစုလိုက်ပြုံလိုက်ဘုံကျဲတက်ပြတ်မှုကြီးဟာတက်ဆက်တဲ့နိုင်ငံရေးစပွဲဝိုင်းဘာညာစုသူတွေရဲ့ပစက်ကိုပါပိတ်လိုက်ပါပြီ။ ရွေးကောက်ပွဲနဲ့အိမ်မက်ရောင်နေသူတွေကိုလည်းစစ်ဖက်နဲ့နှပေးဆောက်ကန်နှိုးခံလိုက်ရပါပြီစစ်တပ်မှာတဘူပြီးတဘူပို့ဆိုးတဘူထက်တဘူပို့မိုက်ကိုပြည်သူဆိုပို့တက်တခြားနိုင်ငံကိုဆိုဒုပြမတက်ထောက်ပို့ပို့ကြောက်လာပါတယ်ဆိုသူတွေကြီးပါပဲနိုင်ငံသားကဆိုရင်မြည်လို့သလားယူလိုက်ရွှေလို့သလားယူလိုက်တစ်လို့သလားယူလိုက်ကြောက်လို့သလားယူလိုက်တတ်ထုလို့သလားယူလိုက်ဂက်စ်လို့သလားယူလိုက်အလုတမားလို့သလားယူလိုက်အိမ်ဖော်လို့သလားယူလိုက် နောက်ဆုံးပြည်နယ်လိုက်လူကျင်သလားယူလိုက်ငါတို့ကိုလက်နဲ့ရောင်းပေးကပအလေထောက်ခံပေးရင်ရပြီပဲဒါဟာနောက်ထပ်လာမဲ့ဘယ်စစ်ပူချုပ်နင်းနေရွာသည်မြပူအစ်င့်တက်မပူနိုင်ဆိုတဲ့အချက်ပါပဲဘာလို့ဆိုဘယ်တော့မှပြည်သူထောက်ခံမှုမရခဲ့လို့မရနိုင်လို့ပါပဲစစ်ပူချုပ်တွေဟာပြည်သူထောက်ခံမှုမရတာဟာကိုယ့်ရဲ့ဘယ်သူမှဘယ်လိုမှလက်မခံနိုင်တဲ့လောက်ရဆိုးတွေကြောက်လို့မသိပဲဒေါ်အောင်ဆန်းစုကြည်ကြောက်အချက်သားနိုင်ငံရေးသမားတွေကြောက်ဖုန်ကြီးတွေကြောက် ကျောင်းသားတွေကြောက်လို့အပြစ်ပုံချပြီးတလျှောက်လုံးဖုန်ကြီးကျောင်းသားနိုင်ငံရေးသမားတွေကိုညှင်းဆဲတပ်ဖြတ်တာကိုလက်ရင်အောင်စနစ်တကျလုပ်ခဲ့ကြပါတယ်။ဒါကိုတပ်မတော်ရဲ့အလုပ်တစ်ခုလို့ထင်အောင်လှုပ်လာကြရာကဒီအချက်ကိုသိနာလေတဲ့ပြည်သူတွေဟာဘောင်းဘီဝုတ်ကိုမထောက်ခံသလိုကောင်းပေါင်းပေါင်းလာပြန်ရင်လဲမဲမပေ့တဲ့အထိဖြစ်လာတော့ပြည်သူတွေကပါအလွယ်တကူရက်ရက်ဆက်ဆက်အစုလိုက်ပြုံလိုက်နေ့စဉ်တပ်ဖြတ်တဲ့အထိဖြစ်လာတာဟာအခုဆိုမတက်ရရင်မနေနိုင်တဲ့အဆင့်တောင်ရောက်လို့နေပါပြီ။ ရောက်တာမှအစုလိုက်အပြုံလိုက်ကိုရက်ဆက်လို့နဲ့နီးမှန်သမျှတုံးပြီးတတ်တယ်ဆင်ပါနောက်တပူလာရင်လည်းဒီတပူထက်တာဖို့ကလည်းဘာမှမရှိတော့ပါဘူးအစာတတရဲ့အဖတ်တမင်းဆက်ကိုဖြတ်တဲ့နေ့တိုင်းဖြတ်ရုံကလွဲရင်တခြားနီးမရှိတော့ပါဘူးမဟုတ်ရင်တော့ဘယ်မှထွက်မပြေးနိုင်တဲ့ပြည်သူဟာစစ်တပ်ရဲ့ပွဲတော်အုပ်ထဲကဟင်းဖြစ်နေမှာပါပဲဖတ်စစ်စစ်တပ်အမြင့်ဖြတ်ဆိုတဲ့ရေမှန်းချက်ကသာပေါက်မြအောင်လှုပ်ရုံမှာတပါအခြားမရှိပါဒါကိုဒီဒန်တိုက်ရိုက်ခံနေရတဲ့မြန်မာပြည်သူကတော့ ရှင်းရှင်းပြပြဖြစ်ပြီးသားပါတာနိုင်ထံလည်းခြားထားကြပြီးသားပါတရုတ်အိန္ဒိယနဲ့အာဆီယံနိုင်ငံတွေကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ဖို့ပါပဲဒါမှသာဆုလိုက်ပြုံလိုက်လူတက်နေရမှနေလို့ထိုင်လို့ရတော့တဲ့စစ်တပ်ကိုဆက်မထောက်ခံဖို့နဲ့အ мян ဖြတ်သိမ့်နိုင်အောင်ပံ့ပိုးကူညီကြဖို့ဖြစ်လာမှာပါရည်သူကဘာတိုင်ဆုံးမောင်စစ်မုံတော်လန်သူပေါင်းပေးရန်ကင်းကြပါစေကျွန်တော်လွတ်လပ်နေဦးပါ